Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ကျွန်တော်ဒီဗီဒီယိုတပုတ်တင်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ဘာပြောထားလဲဆိုလို့ရှိရင်တော့ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့ Facebook ကနေဝင်ငွေရှန်နီကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့ YouTube ကနေဝင်ငွေရှန်နီပေါ့နော် Corporate ဗီဒီယိုတွေကို Corporate Looking အောင်ဘလို့ Edit လုပ်ပြီး Page မှာတင်ပြီးမှ Content Monetization နဲ့ဝင်ငွေရှာသွားရမယ်ဆိုပြီးမှကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကြည့်ပြီးမှတော်တော်များများလဲအဆင်ပြေကြတယ်တော်တော်များများလဲကျွန်တော်ဗီဒီယိုဖိုင်အတန်းကြည့်ပြီးမှလုတ်ဆောင်ပြီးမှ Content Monetization နဲ့ဝင်ငွေရရလူတွေအများ န်ရှိတယ်တချို့ original creator ရဲ့ကျွန်တော်နည်းနည်းလေးထိခိုက်တာမျိုးရှိရမှာနော် comment မှာဆိုရင်ခိုးနီးတင်ပေးတာတို့ဘာတို့ညာတို့ပေါ့နော်ဒါကြတော့မဟုတ်ပါဘူးကျွန်တော်တက်မြောက်တဲ့ဥစ္စာကျွန်တော်တင်ပေးတဲ့ဖြစ်ပါတယ်လူတွေကအမျိုးမျိုးရှိပါတယ်ခင်ဗျာပေါ့နော်တချို့ကြတော့လေဒီကိုပိုင်အလုပ်စီရှိတယ်ညနေခင်းနိုင်တစ်ပတ်နှစ်ပတ်လေးပဲအချိန်ရတယ်အဲ့ဒီအချိန်ရတဲ့ဥစ္စာလေးမှာကျွန်တော်တို့ဒီ online ကနေဝင်ငွေဘယ်လိုရှာသွားရမလဲ YouTube ကနေဝင်ငွေဘယ်လိုရှာသွားရမလဲဆိုပြီးကျွန်တော်အားလုံးဒီဗီဒီယိုဖိုင်မှာကျွန်တော်ရှင်းပြပြောပြပေးထားဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ကိုယ်တိုင်သူများဗီဒီယို ူပြီးမှမတင်ပါဘူး။ဒါပေမဲ့ live group အနေနဲ့ကျွန်တော်ပြဖို့ရ page to group ဖွင့်မှကျွန်တော်လောက်တာမျိုးတော့ရှိတယ်။အဲ့တွဲတကယ်ဝင်ငွေရမရဆိုပြီးတချို့တွေကလည်းလာမေးကြတယ်။အကိုဒီလိုလောက်တော့တကယ်ဝင်ငွေရလားအကိုကကျွန်တော်ကို fake ပြတာလားဒါမှမဟုတ် skin shot အတုတွေကိုပြတာလားလို့လာပြီးပြောတဲ့လူတွေအတွက်ဒီ video မှာ live group အနေနဲ့ဝင်ငွေတကယ်ရအကြောင်းကိုကျွန်တော်တခါတည်းပြပြီးမှဖြစ်ပါတယ်။အဲ့တွဲကျွန်တော်ဒီ page to group ဖွင့်လိုက်မယ်။ဒီ page တစ်ခုကျွန်တော်ဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာကို tap အစ်စ်ကျွန်တော်ဖွင့်လိုက်ပါမယ် tap အစ်စ်ဖွင့်လိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖက် တစ်ချက်သွားကြည့်မှာဒီ page မှာဆိုရင်အားလုံးတင်ထားတဲ့ content တွေကကိုယ်ပိုင် content မဟုတ်ဘဲနဲ့အခြား social media content တွေကို download ဆွဲပြီးမှပြန် edit လုပ်ပြီးမှတင်ထားဖြစ်ပါတယ် edit လုပ်တဲ့ software လည်းဒီ software ဖြစ်ပါဒီမှာလည်းတပုတ်ကျွန်တော် edit လုပ်ပြပြီးမှပေါ့နော်အိမ်စုံတော့ကျွန်တော်ပြပေးပါမယ်ခင်ဗျအဲ့အတွက်ကျွန်တော်ဒီမှာဆိုရင် business switch ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်ပြီးဆိုရင်ဒီမှာ မော်ဒန်ရှင်း2လို့ကျွန်တော်တစ်ချက်သွားကြည့်ပါမယ်ခင်ဗျာနော်အဲ့အတွက်တစ်ချက်လာမယ်မှာမော်ဒန်ရှင်း2တစ်ချက်နေလိုက်မယ်ဘာမှ skip လည်းမလုပ်ထားဘူးဘာမှလည်း cut တယ်မလုပ်ထားပါဘူးခင်ဗျာကျွန်တော်ဖက်ကအင်တာနက်နည်းနည်းလေးနေလို့စောင့်ပြပါဒီမှာတစ်ချက်ကြည့်မှဆိုရင်129ဒေါ်လာတသမာ98ဆိုဒါကြတော့ last 28ရက်အတွင်းမှာရတဲ့ဝင်ငွေပဲဖြစ်ပါလိမ့်ခင်ဗျာနော် 28ရက်အတွင်းမှာရတဲ့ဝင်ငွေဖြစ်တဲ့အဲ့အတွက်ဒီဥစားပို့ပြီးမှတေချာအောင်ကျွန်တော်တစ်ချက်ပြန်မပြပြီးမယ်အဲ့အတွက်ကျွန်တော် view content moderation တစ်ချက်နှိပ်မယ် ။ဒီမှာတစ်ချက်ရှိမှဆိုရင်396ဒေါ်လာရတယ်ပေါ့နော်။ဒီမှာဆိုရင် last 28 day ဥစ္စာရတာဖြစ်ပါတယ်။ကိုပိုင်ဗီဒီယိုလုံးဆက်မလို့ပင်နဲ့သူများဗီဒီယိုတင်ပြီးမှရတဲ့ဝင်ငွေတွေဖြစ်ပါတယ်ခင်ဗျာနော်။ဒီဥစ္စာကိုကျွန်တော်ရက်60ဘာညာတွက်ပြပြီးမှဆိုရင်တော့ဒေါ်လာအရန်များတော့ဖြစ်မယ်။ဒါကြတော့28ရက်အတွင်းမှာ396ဒေါ်လာဆိုရင်ညမာငွေနဲ့တွက်လိုက်မှဆိုရင်ဘလောက်ရတယ်ဆိုတာကိုယ့်အကူချင်းကြည့်သွားလို့ရပါတယ်ခင်ဗျာနော်။အဲ့အတွက်ကျွန်တော်တစ်ချက်ပြန်ဒီဖက် back ဆိုပြီးမှပြန်ပြပြပြီးမယ်။ ဒီမှာတစ်ချက်ကြည့်မယ်ဆိုဒီလောက်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာဆို last 90 day ကိုဆိုတော့ကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ခင်ဗျာနော်ဒီမှာနော် last 90 day ဟိုကျွန်တော် last 90 day ကိုဆိုဒီမှာပေါ့နော် last 90 day ဖြစ်တယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုဒေါ်လာ900,000 ဒေါ်လာ4000ဆိုရင်ဘယ်လောက်ရမယ်ဆိုရင်ညီမငွေနဲ့ကိုကိုယ်တိုင်တွက်လို့ရပါတယ်ရက်60အတွင်းမှာဒေါ်လာ6000ကျော်ရတယ်ဆိုတော့ဥစားနဲတဲ့အမောင့်တော့မဟုတ်ဘူးเนาะညီမငွေနဲ့တွက်မယ်ဆိုရင်ကိုပိုင်ဗီဒီယိုလှုပ်ဆရာမလို့ပဲねသူများဗီဒီယိုအက်ဒစ်လုပ်ပြီးမှဝင်ငွေရှာလို့ရတယ်ပြောမစင်သူများဗီဒီယိုဘလိုင်းဒေါင်းလုဒ်ဆွဲပြီးတင်လာတော့မဟုတ်ဘူးသူများဗီဒီယိုပြန်ယူလာပြီးမှကျွန်တော်ကလည်းပြန်ကိုယ့်ရဲ့အုံနောက်ညံနဲ့ limit at value လုပ်ပြီးပြန် edit လုပ်ပြီး page မှာတင်ပြီးဝင်ဝင်ရှာတယ်။ Facebook ကလည်းတရက်ဝင်ခွင့်ပြုပေးထားပါတယ်ခင်ဗျာနော်။ဒါရိုက် copy ကူပြီး တင်ပိုင်ခွင့်တော့လုံးဝမပေးဘူး corporate လာမယ်ဒါပေမဲ့ copy video တွေကိုပြန်မှ reactivate လုပ်ပြီးကိုယ်ကိုယ်တိုင်ပြန် edit လုပ်ပြီးမှ page မှာတင်ပြီးမှဝင်ဝင်ရှာလို့ရပါတယ်ကျွန်တော်ပြောချင်တဲ့ဥစ္စာဒီဥစ္စာပဲအားလုံးကကိုလုတ်တက်ရင်လုတ်တက်လို့ဝင်ွေရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အားလုံးရှင်းပြပေးထားပါတယ်ကျွန်တော်ဗီဒီယိုတပုတ် active ပြီးဆိုရင်အဲ့ဒီဗီဒီယို page မှာတင်ပြီး content monetization နဲ့ဝင်ွေရှာမယ်အဲ့ဒီဗီဒီယိုပဲပြန်ပြီးမှ Facebook account မှာတင်ပြီးမှလည်း content moderation နဲ့ဝင်ငွေရှမ်းမယ်အဲ့ဒီ video ပဲ YouTube channel မှာတင်ပြီးမှ YouTube moderation နဲ့ဝင်ငွေရှမ်းမယ်အဲ့ဒီ video ပဲ TikTok မှာတင်ပြီးမှဝင်ငွေရှမ်းမယ်လေးနေရာလောက်ကနေဝင်ငွေရှာလို့ရပါတယ် video တပုတ်အထဲနဲ့ပေါ့နော်တချို့ကျတော့ကိုယ်ပိုင်အလုပ်တွေရှိတယ်ညနေခင်းနိုင်တပတ်နှစ်ပတ်လောက်ပဲအချိန်ပေးရတယ်ဆိုရင်ဒီ video file အတန်းကြည့်ပြီးသွားမယ်ဆိုရင်နိုင်တပတ်တော့မကြောက်နိုင် web အတွင်းမှာပဲ video တပုတ် download ဆက်ပြီး edit လုပ်ပြီး page မှာတင်ပြီး YouTube channel မှာအားလုံးတင်ပြီးမှ AC အနားယူလို့ရပါတယ်လာကုန်လို့ရှိရင်တစ်လစာ Facebook ကပေးတဲ့လာ ားစာတစ်လောက်ဒေါ်လာ300 400ရရတဲ့ဆိုရင်မနည်းပါဘူးတာမန်အလုတ်ထက်ဆိုင်တော့ဝင်ငွေပို့ပြီးရပါတယ်ဒါပေမဲ့ဒီအလုတ်တစ်ခုတည်း focus လုပ်ပြီးသွားပါလို့ပြောပါဒီအလုတ်လုတ်ပါကိုလုတ်နေအလုတ်လည်းလုတ်ပါခင်ဗျာနော်အားလုံးကျွန်တော်ပြောပြပေးရတဲ့အကြောင်းအရာ motivation ဖြစ်အောင်ဆိုပြီးမှကျွန်တော်ပြောပြပေးတယ်ကျွန်တော်ဗီဒီယိုချိန်နေတဲ့ဆိုရင်တော့ခရုပေါင်းများစွာမရှင်းလို့ပြပါအားလုံးမျှဝေပေးကြပါဒီဗီဒီယိုကြည့်ပြီးမှအားလုံးပဲဝင်ဝင်ရှာနိုင်ပါစေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်